ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်နဲ့မကွေးတိုင်း၆မြို့နယ်တို့မှာအကြမ်းဆက်တက်ကစစ်ကြောင်းထိုးပြီးတော့ခြေရွာများကိုမိရှုဖြက်စီးကပြည်သူပိုင်းပြစ်စီများကိုလူရနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ20ရက်နေ့မနက်၄နာရီအချိန်မှာမင်းလာမြို့နယ်ထောက်ကျန်ခြေရွာအုပ်စုတောင်ပြတ်ခြေရွာကိုစစ်ကောင်စီတပ်ကအင်အား300ကျော်နဲ့အလုံးရင်ထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။အဲ့ဒီအချိန်တော်လိုင်းတပ်များနဲ့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားပြီးတော့ တော်လိုင်းရဲဘော်တချို့ကြာဆုံးက PDF ရဲဘော်၅ဦးကိုစစ်ကောင်စီတပ်ကအရှင်ဖမ်းဆီးပြီးတော့တတ်ဖြတ်ခဲ့တယ်လို့သိရပါဗါ။အဲ့ဒီနောက်မနေ့ကမွန်လွယ်တနားရီအချိန်မှာတောင်ပြတ်ချေးရွာတစ်ခုလုံးကိုစစ်တပ်ကမီးတင်ရှို့သွားတယ်လို့သိရပါဗါ။မနေ့ကမနက်ပိုင်းမှာတိုက်ပွဲဖြစ်တယ်စစ်တပ်ကအင်အား300လောက်နဲ့ရွာကိုဗတ်ပေါင်းစုံကနေပြီးတော့စစ်ကြောင်းတွေခွဲပြီးတော့ဝင်လာအဲ့ဒီအချိန်မှာတော်လိုင်းရဲဘော်တွေကခံချတာမှာတချို့သေးတယ်၅ဦးကတော့အရှင်ဖမ်းခံရပြီးတော့ရရဆက်ဆက်တတ်ခံလိုက်ရတယ်ပြီးတော့နေ့လယ်တနားရီလောက်မှာ တောင်ပြက်ရွာကိုရွာပတ်လေကပိတ်ပြီးတော့စစ်တပ်ကမီးရှို့သွားပါတယ်စစ်ကြောင်းကအင်အားလဲများတယ်လို့စစ်ကြောင်းတွေခွဲပြီးတော့ပတ်ပတ်လေပိတ်မိအောင်လုပ်တဲ့ပုံစံမျိုးနဲ့စစ်ကြောင်းထိုးသွားတာလို့မင်းလာမျိုးနဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်မကွေးတိုင်း6မြို့နယ် ခိန်ကန်ရွာနဲ့ညောင်လေးပင်ရွာကိုအချက်မဲ့စစ်တပ်ကဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ဇွန်လ20ရက်နေ့မှာအချက်မဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချောင်းမဲ့ဝင်ရောက်မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးခိန်ကန်ကြီးရွာကအင်ဂျီ20ကျော်မိလောင်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။စစ်တပ်ကမနေ့ကဝင်ပြီးတော့မိရှုသွားတာပါ။ခိန်ကန်ကတော့အင်ဂျီ20ကျော်လောက်မိလောင်ပြကြသွားတယ်။ ီးတော့ဆက်လီဘက်ကရွာတွေအကုန်လုံးကိုစစ်ကြောင်းထိုးပြီးတော့ရှိသမျှအကုန်ခိုးယူနေပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အခုလိုမျိုးအချက်မဲ့စစ်တပ်ကစစ်ကြောင်းထိုးဝေရောက်မိရှုပ်ဖျက်ဆီးမှုကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။